စစ်ရေးလှုပ်ရှားမှုတွေရပ်တန့်ထားကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်က AR တိုင်းထဲမှာစစ်မှုထမ်းတပ်သားအဖြစ်ဖိအားပေးအထမဆူဆောင်းခံရပြီးတဲ့နောက်စစ်တနံပေးခဲ့တဲ့လူငယ်150ကျော်ကိုပဲခူးတိုင်းဘက်ကိုအသုတ်လိုက်ခွဲပြီးပို့နေတယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေကပြောပါတယ်။ ပဲခူးတိုင်းဘက်ကိုပို့လိုက်တဲ့စစ်မှုထမ်းတပ်သားတွေတွေဟာစစ်မှုထမ်းအပတ်စဉ်၉မှာ AR တိုင်းတွင်စုဆောင်ခဲ့ပြီးပသိမ်ရွှေမြင့်တင်အမှတ်၆တနန်းကျောင်းမှာစစ်တနန်းဘေးကဧပြီလ၆ရက်နေ့ခုနှစ်ရက်တွေမှာအထုတ်လိုက်ခွဲပို့နေတာလို့ဆိုပါတယ်။ပဲခူးတိုင်းဘက်ကိုပို့ခင်ရတဲ့စစ်မှုထမ်းတပ်သားတွေအယောက်150ကျော်ကိုစစ်ကောင်စီတပ်ရဲ့ပသိမ်ရွှေမြင့်တင်တင်နန်းကျောင်းကရိတ်ခါတုပ်တွေနဲ့ယူနီဖောင်းအပိုးနှစ်စုံပေးပြီးစစ်ကား၈စီးနဲ့ပို့နေတာလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားတာတွေရပ်တန့်ကြောင်းကြေညာချက်ဟာလေနဲ့အပြောသားရှိပြီးလက်ရှိစစ်မှုထမ်းတပ်သားတွေကိုပကိုးဘက်ပို့တာဟာစစ်ရေးပြင်ဆင်နေတာလို့နိုင်ငံရေးစစ်ရေးအကဲခတ်တွေကမှတ်ချက်ပြုထားပါတယ်ရှင်။